ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါဇရောပကြသေးကြပါတေးဆပ်ပြီးစီးသွားခဲ့တယ်အနောက်ရကိုခီးသွားတဲ့မှတ်တမ်းမှာတော့ဖြင့်ဇာတော်ဝူခုံပါကျဲဇာဝူကျုံတို့တတိုက်ဟာဂျန်ဇာတော်တွေကိုပြစ်ပြီးတော့ပြန်လာခဲ့ပြီပဲဖြစ်ပါလေဇရောအသွားရှိရပြန်ရှိရမယ်ဆိုသလိုပဲအနောက်ရကိုခီးသွားပြီးတော့ပြန်လာခဲ့တဲ့မှတ်တမ်းကိုတော့တေးဆပ်ပြီးသွားမှာဖြစ်ပါလေခင်ဗျာဒါတော့ channel ကို subscribe လုပ်ဘေးနာခေါင်းလုံးနှိပ်ပြီးရောဇုံခုံတို့ရဲ့ဗျံခီးကိုစတင်လိုက်ကြအောင်ပါ ီပိုင်းဆာမှာတော့ဇင်မိတ်ဆာနဲ့ချင်းသိမိတ်ဆာတို့ဟာဆရာတော်ဖမ်းမထားတာကြောင့်ဝူခုံးကဆရာတော်ဖမ်းဆီးထားတဲ့သူဟာတတရခေါင်းဆောင်ဖြစ်နိုင်တဲ့အကြောင်းကိုပြောလိုက်ပါတယ်။ချင်းသိမိတ်ဆာနဲ့ဇင်မိတ်ဆာတို့ကလည်းတတရခေါင်းဆောင်စီကိုသူတို့ကိုယ်တိုင်လိုက်ပို့ပေးမှာဖြစ်ပြီးတော့ဟိုရောက်လို့မှထန်ဆန်းကိုတော့မတွေးခင်သူတို့ကိုပြန်လို့ပေးရမယ်နော်လို့ဝူခုံးကပြောလိုက်ပါတယ်။ဇုံခုံးကယုံရမှာလားလို့မေးတဲ့အခါမှာဇင်မိတ်ဆာမလိန်ဝန်းတော့ပါအကြောင်းပြောလိုက်ပါတယ်။ဝူခုံးကလည်းသူ့ကိုထန်းခေါ်ကြဖို့ဝေါ်ရင်ပြင်ကြဆန်းလို့ပြောလိုက်ပါတော့တယ်။ အချိန်တစ်ဖက်မှာတော့ဆရာတော်ထန်ဆန်းကသတိလစ်နေပြီးတော့မိစားမာလေးတွေကစိုးရင်နေကြပါလိမ့်။ကောင်းဆောင်မာလေးထန်လူခံကတော့စိတ်မပူဖို့ပြောလိုက်ပြီးတော့ခဏနေသူနှိုးလိုက်မယ်လို့ပြောပါလိမ့်။ဘုံကြီးမနိုးခင်မှာလက်ထပ်ပွဲအတွက်ပြင်ဆင်ကြရှိတာတွေပြင်ဆင်ထားဖို့လေထန်လူခံကပြောနေပါလိမ့်။ထန်လူခံကအခုညဘုံကြီးထန်ဆန်းကိုရအောင်လက်ထပ်မယ်လို့ပြောလိုက်တာပါ။သူ့ရဲ့တပည့်ဖြစ်တဲ့မိစားမာလေးကဘုံတော်ကြီးထန်ဆန်းကိုလက်ထပ်နိုင်တဲ့အတွက်ဂုဏ်ယူမိတဲ့အကြောင်းကို ပြောလိုက်ပါလိမ့်။မိစားမာလေးကမင်းသမီးလေးထန်လူခံဟာ ဘုံကြီးထန်ဆန်းကိုလက်ထပ်တော်မှာဆိုပြီးအော်ဟေပြောဆိုကထွက်သွားခဲ့ပါတော့တယ်။တပတ်ကစားဘူးကျတဲ့ဘာကျဲတို့ကတော့အထုပ်ပိုးတွေကပစ္စည်းတွေကိုခွဲဝေယူနေကြပါတယ်။ဒါငါဟာဒါမင်းဟာဒါမေတော်ပေးထားတာဒါငါဘယ်တော့မှရတာနဲ့အငင်းပွားနေတဲ့ပစ္စည်းတွေခွဲဝေယူနေကြတာပါ။နောက်တော့သူတို့ယောက်ကထန်ဆန်းကိုတော့ရွှေသပိတ်ကိုသူယူမဲငါယူမဲအငင်းပွားပြီးတော့လုနေကြပါတယ်။အဲဒီချိန်မှာပဲဇုံခုံကပြန်အောင်လာတာကြောင့်အငင်းပွားပြီးတော့ဝေစုခွဲနေတဲ့ကိစ္စကတခန့်ရက်သွားပါတယ်။ဟူခေါင်းကလည်းအထုပ်တွေဖွာပြီးရောက်နေဘာလုံးနေကြလဲလို့မေးလိုက်တာပါ။ ။ဇာအုပ်ချင်းကဆရာတော်လေးပြောက်အကိုကြီးဆုံးကလည်းပြန်မလာမှတော့သူတို့နှစ်ယောက်လည်းဘာဆက်လို့မှမသိတော့တာကြောင့်ပစ္စည်းတွေခွဲဝေပြီးတော့ဒီနေရာကနေလမ်းခွဲကြဖို့လုပ်နေတာလို့ပြောပြလိုက်ပါတယ်။ဝူခုံးကလည်းဒါပါကျဲရဲ့အကြံစီမံသိပြီးတော့ပါကျဲစီကိုပြီးသွားခဲ့ပါတယ်။ဝူခုံးကပါကျဲကိုဟေးကောမင်းလုံးပြန်ပြီလားလို့ဆိုပြီးတော့လက်ညှိုးထိုးကဇူပူနေပါတော့တယ်။ပါကျဲကလည်းဝူခုံးကိုချင်းသိမ့်မိစာမျိုးချလိုက်တော့ကျွန်တော်ကိုယ်တိုင်တွေးလိုက်တာကြောင့်အကိုကြီးဆုံးမသေးသေးဘူးလားလို့မေးလိုက်ပါတယ်။ဇုံခုံးကလည်းအာနေသူမသေးသေးဘူးလားဆိုပြီးတော့မေးနေတာအမေသေးသေးချင်းနေလားဆိုပြီးတော့ အတော့မကြတဲ့ကောင်ဝက်ဆုပ်လို့ပါသေးကိုလိုက်ပြီးတော့ထုပါတော့တယ်။စောင်းချင်းကဝူခုံးကိုလိုက်ဆွဲပြီးတော့မလုံးပါနဲ့ကိုကြီးရဲလို့လိုက်ပြီးတော့ဓာအစီးပါတယ်။ဝူခုံးကတော့အမြဲတမ်းပြန်ကျင်နေတဲ့ကောင်ဟမ်ပေတော့မဲမင်းတော်ဆိုပြီးတော့ပါသေးကိုဆက်ပြီးတော့စူပူနေတာပါ။ပါသေးတော့ဒီလိုပဲပြောပြတာဖြစ်ပြီးတော့တကယ်ပြန်မှာမဟုတ်ကြောင်းမျက်နှာငယ်လေးနဲ့ပြောနေခဲ့ပါတယ်။ဝူခုံးကအမအထုပ်တွေအမြန်ယူပြီးတော့မြင်းုံသွားခေါ်ဖို့နဲ့ရှင်တို့မျိုးကိုသွားပြီးတော့ဆရာတို့ကိုသွားကယ်ကြမယ်လို့ပြောလိုက်ပါတော့တယ်။ဆရာတို့ထန်ဆန်းတော့ဗတိစိတ်နေပြီးတော့မိစာမလေးထန်လူခံတို့အဖွဲ့ကတော့ ဇာရွယ်ရှိမောင်မှာတစ်တော့ကစားနေပါလေဇာရွယ်ရင်ဘတ်ထဲမှာဖျားရှိနေအောင်တစ်တော့ဆော့နဲ့ထန်လူခံတို့အဖွဲ့ကိုမကြည့်မိအောင်မျက်လွာချပြီးတော့ထိန်းထားနေပါလေဒါမဲ့ထန်လူခံဆရာတော်ထန်ဆန်းရဲ့အနာထီရောက်လာပြီးတော့တွန့်လိန်ပြနေခဲ့တာပါမပုတ်ယုံတမဲအနာနာကိုကက်ကက်လာနေတဲ့ထန်လူခံဆရာတော်ထန်ဆန်းကသူ့ရဲ့ကိုယ်ကလေးကိုယုတ်ကာယုတ်ကာနဲ့မပုံမိအောင်ဆောင်းဆောင်နေရပါလေအဲ့ချိန်မှာပဲဝိယုံနဲ့ဝစ်ထားတဲ့သူတယောက်ဟာကောင်းဝင်ခီးကားလေးပြန်တန်းလာပြီးတော့ဇာတော်ထန်ဆန်းနဲ့မိစ္ဆာမလေးထန်လူခံကိုတုတ်သွားပါတော့တယ် မိစားမကလေးတွေကလည်းသူတို့ရဲ့ခေါင်းဆောင်မင်းသမီးထန်လူခံအတုတ်ခံလိုက်ရတာကြောင့်ကြည်အကွဲသွားကြပါလိမ့်ဇုံကုံကတော့ဝေါ်ရင်နဲ့လိုက်လာပြီးတော့မုံတိုင်းဖွဲကသူ့ရဲ့ဝေါ်ကိုထမ်းလာရတာပါဘာကျဲကတော့သူတို့ကလမ်းလျှောက်နေပြီးတော့ကိုကြီးဆုံးကဝေါ်ပေါ်ကလိုက်နေတာကြောင့်မကြေမနက်နဲ့ပွားစီပွားစီလုံနေခဲ့ပါလိမ့်တောင်မိစားမကလေးထန်လူခံကတော့တစ်ဖက်မှာသူ့ကိုယ်သူဘယ်နေရာရောက်နေတယ်လို့စဉ်းစားနေပြီးတော့အပြင်ကိုပြန်ထွက်ဖို့လုံနေခဲ့တာပါအဲ့ဒီအချိန်မှာအာမနုဿတွေကထန်လူခံကိုအပြင်မှာထွက်ဖို့တားဆီးလိုက်ပါလိမ့် တောင်မိတ်စာထန်လူခံလဲဟင်းဆိုပြီးတော့စိတ်လျှော့ကခုံမာပြန်ထိုင်လိုက်ပါလေအဲဒီအချိန်မှာပဲမျက်နာတစ်ခုလုံးမဲနေတယ်ရွှေနှုတ်သီးလင်းယုံမိတ်စာတတ္တရာညီနောင်ကရောက်လာပါတော့တယ်လင်းယုံမိတ်စာလဲမဲနေတယ်သူ့ရဲ့မျက်နာကိုတိုင်အကွဲကိုဝင်းကားစကင်ကဲလိုက်ပြီးတော့တောင်မကလေးထန်လူခံစီကိုရောက်လာခဲ့တာပါတောင်မကလေးထန်လူခံကလင်းယုံမိတ်စာကိုဒါဘယ်နေရာလဲသူဘယ်ရောက်နေရလဲလို့မေးလိုက်ပါတယ်လင်းယုံမိတ်စာကဒီနေရာရှင်တို့မြို့ဖြစ်ပြီးတော့သူကတော့ရှင်တို့မြို့ရဲ့ဘရင်လုံးရင်ကောင်ဖြစ်တယ်လို့တောင်မိတ်စာကိုပြောပြလိုက်ပါတယ် ။ဒေါမိတ်စာထန်လူခံလည်းတခါမှလည်းမကြဘူးကြောင်ပြန်ပြောလိုက်တာပါ။လေယုံမိတ်စာလုံးဝင်ကောင်းကလည်းဒေါမိတ်စာထန်လူခံကသူ့ကိုမသိပေမဲ့သူကတော့ထန်လူခံကိုတစ်တော့မှသိနေရကြာပြီဖြစ်ကြောင်ပြောလိုက်တာပါ။ထန်လူခံရဲ့အကလှဗရဘွားတွေကိုလုံးဝင်ကောင်းကအမြဲတမ်းအသေးပေးနေကြလို့လည်းပြောလိုက်ပါတယ်။ထန်လူခံဘာကြောင့်သူ့ကိုဒီနေရာကုလို့ခေါ်လာတယ်လို့မေးတဲ့အခါလုံးဝင်ကောင်းကလှလို့ခေါ်လာတာဟာဘာဖြစ်လဲလို့ပြန်ပြီးတော့ပြောလိုက်ပါတယ်။ထန်လူခံလှလို့ခေါ်လာကဘာမှမဖြစ်ပေမဲ့မလိုက်ချင်မဲ့လိုက်လာတာကပြဿနာဖြစ်နေတယ်လို့လုံးဝင်ကောင်းကိုပြန်ပြောလိုက်ပါတယ်။ နဝင်ကောင်ကထန်လူခံဘွားတစ်ချောင်းလုံးလက်တွဲပေါ်ဖြစ်နေတတ်မှတ်သွားကျွန်တော်ဖြေချောင်းပြောပြလိုက်ပါတယ်ထန်လူခံလည်းဘလို့အကြောင်းပြချက်နဲ့မလို့သူကလက်ထက်မှလဲလို့နဝင်ကောင်ကိုပြန်မေးပါတယ်နဝင်ကောင်ကသူ့ကိုလက်မထက်ခြင်းလဲရပါတယ်ထန်ဆန်းတော့အတင်းအဓမ္မလက်ထက်တာမျိုးမလုပ်စေခြင်းဘူးလို့ထန်လူခံကိုပြောလိုက်တာပါထန်လူခံဘာလို့လဲလို့မေးတဲ့အခါနဝင်ကောင်ကသူချစ်တဲ့လာတာပါတာမင်းသမီးလေးကဦးချောင်းချောင်းကရုံးကောင်နဲ့အတူတူတွဲသွားမဲ့ကိစ္စဟာသူ့အတွက်ရီးစားလူလူဦးနှုကျွဲခတ်တယ်လို့ခံစားရမှာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်အဲဒီအချိန်မှာပဲနဝင်ကောင်ရဲ့တပည့်တစ်ယောက်ကရောက်လာပြီးတော့ ခြေနေမိစာနဲ့စေမိစာကြီးတို့ရောက်လာပြီဖြစ်တဲ့အကြောင်းကိုလာရောက်ပြောကြားခဲ့ပါတယ်။လုံရင်ကောင်းရဲ့တပည့်ကပဲဆက်ပြီးတော့သူတို့နဲ့အတူတူအမွေးအတူတူနဲ့မြောက်လိုလိုဖုန်းကြီးဝက်လိုနှာခေါင်းလန်လန်တွေကကားကားနဲ့ဝါတုတ်တုတ်ဖုန်းကြီးနဲ့မုန်းစိမ်မွေးနဲ့ထိတ်ပြောင်ပြောင်ဖုန်းကြီးသုံးပါးလဲပါလာသေးတယ်လို့ပြောလိုက်ပါတယ်။လုံရင်ကောင်းကတော့အဲ့ဒီသုံးယောက်ကထန်ဆန်းရဲ့တပည့်တွေဖြစ်နိုင်ကြောင်းနဲ့သူတို့ကဘဲကနေဘလို့ပါလာကြတာတုံးလို့ရေရွတ်နေခဲ့တာပါ။လုံရင်ကောင်ကသူတို့ကဘဲကိုရောက်နေလဲလို့မေးလိုက်တော့သူတို့ဘဲကမြို့တကားဝမှာရောက်နေဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ် လုံးဝင်ကောင်းမေသမီးထန်လူခံကိုနားနေကန်းနဲ့ပို့ပေးဖို့ငှက်မမိတ်တန်တွေကိုတာဝန်ပေးလိုက်ပါလေမျိုးဝင်ဝါကိုရောက်တဲ့အခါမှာတော့ဝူခွန်းအဝေါ်ပါကစိတ်မလို့ရှင်တို့မျိုးတဲကိုဝင်လာခဲ့ပါလေပါကျဲကလည်းဒီလမ်းပဲတည်ကြတယ်လို့ပြောလိုက်ပြီးတော့ရှေးကနေတရားပေါ်တက်သွားခဲ့တာပါဝူခွန်းကလည်းဟေ့အောင်တည်ကြလို့လားဆိုတော့တည်ချာသွားကြည်ခိုင်းလိုက်ပါလေအဲဒီအချိန်မှာပဲလုံးဝင်ကောင်းဟာတရားတစ်ဖက်ထိတ်ကနေပေါ်လာပြီးတော့ခြေနေမိစာနဲ့ဈေးမိစာကိုတိုက်ခိုက်ဖို့အချက်ပြလိုက်ပါလေဝူခွန်းတို့၃ယောက်နဲ့လုံးဝင်ကောင်းညီနောင်၃ယောက်ဟာအကျိတ်နဲ့တိုက်ခိုက်ပြီးကျုံးကြပါတော့တယ် ဘာကြီးကချင်းသိမိတ်စာကိုတိုက်ခိုက်နေပြီးတော့ဝူခေါင်းကတော့လုံးဝကောင်းနဲ့ချနေခဲ့တာပါဇာဦးချင်းကတော့စေမိတ်စာကိုသိတီးနေခဲ့ပါလေဘာကျဲနဲ့ဝူချင်းကလဲကြသွားတာကြောင့်မိစာညီနောင်ထိုသုံးကောင်ဟာဇုံခုံဝိုင်းပြီးတော့လှော်ကြပါတော့တယ်ဝူခေါင်းကလည်းသူ့ကိုလေလော်သလိုအသေးလော်နေတဲ့ညီနောင်သုံးဘော်ရဲ့ရောင်းမတွေကိုအသေးအတန်ရှောင်တိတ်နေခဲ့ရပါတယ်နောက်ဆုံးမှာတော့ဘာကြောင့်မှမသိပဲဝူခေါင်းကထွက်ပြေးသွားပါလေရှင်တို့မျိုးတနေရာမှာတော့ဆရာတော်ထန်ဆန်းအုတ်ထုပ်ကိုချွတ်ထားခံပြီးတော့ကရုံးနဲ့အချုံနောင်ခံထားနေရတာပါစေမိတ်စာဘုံကြီးရဲ့အုတ်ထုပ်ကိုစောင်းကြည့်နေပြီးတော့ ဘုံကြီးလိုလမ်းလျှောက်နေပါလေ။လုံရင်ကောင်းအောင်စေမိတ်စာကိုဘုံကြီးဖြစ်ချင်တာလားလို့မေးလိုက်တာပါ။လုံရင်ကောင်းပဲဆက်ပြီးတော့ဘုံကြီးဖြစ်ရတာမနေတတ်ရင်ကျေနပ်ဆရာမကောင်းကြောင်းနဲ့အခုသူတို့လိုကာမအမောင်မှာကောင်းမအမားတွေကိုစောင့်ပြီးတော့အမားနဲ့တူတူမျောနေရတာကသာအင်မတိအင်မတန်မှပြောစရာကောင်းမှာကြောင်းပြောလိုက်ပါလေ။ဒီလိုနဲ့တောက်ကြတာပဲကောင်းပါလေဆိုပြီးတော့ဘုံကြီးဥပေါင်းတို့ကိုချကအရက်ခွက်ကိုစီကောက်ကင်လိုက်ကြပါလေ။စေမိတ်စာထောင်းမလေးကိုဟိအောင်ဘာလို့ဖမ်းရလဲလို့လင်းအောင်ကိုမေးလိုက်ပါလေ။ လုံးဝင်ကောင်လည်းသူကအဲ့ဒီဌာန်လူခံကိုလက်ထပ်မလို့ခေါ်ထားတာဖြစ်တယ်လို့ပြန်ပြောလိုက်ပါတယ်။စေမိတ်စာကလင်းုံမိတ်စာအနာကတ်ကတော့ဟမ်လှပသွားပြီပဲလို့ပြောလိုက်တာပါ။အဲ့ချိန်မှာပဲဆရာတော်ရဲ့အိုးထုပ်ကနေရာကျွေသွားပြီးတော့ပြန်တက်သွားကဆရာတော်ရဲ့ခေါင်းမှာသွားပြီးတော့စို့နေခဲ့ပါတယ်။မုံတိုင်းလူတို့အဖွဲ့ကတော့ပါကျဲကိုဖမ်းခေါ်လာခဲ့ကြပါပြီ။ပါကျဲကသူ့ကိုဘာလို့မလို့လဲလို့မေးလိုက်တဲ့အခါမှာအခောက်ထူတယ်လို့ကြားထားကြအောင်လူအောင်ပြုတ်ဖို့ခေါ်လာတာဟဲ့လို့ပြောလိုက်ပါတယ်။မုံတိုင်းလေးကပါကျဲကိုရင်ရိုးတဲ့ဝင်ဖို့ပြောလိုက်တာပါ။ ဘာကြဲလဲရေနွေးဦးတဲ့ဝင်မို့သူကကြောက်နေမယ်ထင်လို့လားလို့ပြန်မေးလိုက်ပါလေမုံတိုင်းကလည်းအပြောကြီးတဲ့ဝက်ရေနွေးဦးတဲ့ထဲလိုက်တော့လို့ပြောလိုက်ပါလေမုံတိုင်းတို့ဖွဲ့ကဘာကြဲကိုရေနွေးဦးတဲ့ထဲပြုတ်ပြီးတော့မိဘကန်းထဲမှာတကားပိတ်ပြီးထားခဲ့လိုက်ပါလေဇာတော်ထန်ဆန်းတော့ဝူခုံးရဲ့အတန်ကိုကြားတာကြောင့်ဝူခုံးဗမာလေးလို့မေးလိုက်တာပါဝူခုံးကလည်းရှိဖို့ကျွန်တော်အိုးထုတ်ထဲမှာလေးလို့ဇာတော်ထန်ဆန်းကိုပြန်ပြောလိုက်ပါလေဇာတော်ကမုံတိုင်းတက်ဖွဲ့ကဘာကြဲကိုခေါ်သွားပြီးစားမလို့လားမသိဘူးလို့ဝူခုံးကိုပြောလိုက်ပါလေ ။ဟူချင်းနဲ့ပါကျဲကိုအစားမခံရခင်မှာအမြန်ကဲပါအောင်လို့ဦးခုံးကိုဆရာတော်ကတောင်းဆိုလိုက်ပါတယ်။ဇုံခုံးကလည်းသူတို့ကိုကဲဖို့စဉ်းစားနေတာကြောင့်ခဏတော့သီးခံပေးအောင်ဆရာတော်ကြီးလို့ပြောထားခဲ့တာပါ။ခဏနေတော့ဦးခုံးကဆရာတော်ရဲ့အနားကနေပျောက်သွားခဲ့ပါလေ။ပါကျဲကတော့ရင်သွေးအိုးထဲမှာထည့်ပြုတ်ခံထားပြီးတော့ငိုယုံနေပါပြီ။ခဏနေတော့ပါကျဲပါကျဲဆိုရယ်ခေါ်တန်တဲ့သူဝူချမ်းမိတ်ဆောင်ဆောင်ထားတဲ့ဝူခုံးကရောက်လာခဲ့ပါလေ။ဝူခုံးကပါကျဲကိုငရေမင်းကခေါ်ခိုင်းနေဆိုပြီးတော့ပြောနေခဲ့တာပါ။ ငယ်မင်းစီသွားဖို့ငရဲကျိုးနဲ့တုတ်ရမယ်ဆိုပြီးတော့ဦးခုံးကကျိုးနဲ့တုတ်ဖို့လှုပ်ပါတယ်။ပါကျဲကတော့သူဟာဆရာတော်ထန်ဆန်းတဲ့အတူတူနောက်ဖက်ကိုခီးသွားမှာဖြစ်တာကြောင့်ငရဲကိုလိုက်လို့မရသေးတောင်ပြောနေခဲ့တာပါ။ဦးချမ်းတရေရောင်ဆောင်ထားတဲ့ဆုံးဦးခုံးကပါကျဲအကြောင်းပြကြခိုင်လို့မရှိကြောင်းနဲ့ပါကျဲမပါလဲပဲဆရာတော်ထန်ဆန်းကနောက်ဖက်ကိုသူ့ဘာသာသူခီးထွက်သွားမှာပဲလို့ပြောလိုက်ပါတယ်။ဦးချမ်းတရေရောင်ဆောင်ထားတဲ့ဦးခုံးကပါကျဲကိုဘယ်နေရာမှအသုံးမဝင်တဲ့အတူတူငရဲကိုပဲလိုက်ခဲ့တော့လို့ပြောလိုက်တာပါ။ပါကျဲကသိမလို့ဘူးနဲ့ ငရဲပြိုလာမွေသွားတဲ့ဝူခုံးတဲ့သူနဲ့ဆရာသူညီကိုတွေပဲလို့ပြန်ပတ်လိုက်တာပါအဲဒီဇုံခုံးကငရဲမင်းနဲ့တငယ်ချင်းတွေဖြစ်တယ်လို့ပြောပြလိုက်ပါလိဇုံခုံးရဲ့အကူညီတဲ့ငရဲမင်းစီကဒေဇင်းကိုဖျက်ပစ်မယ်လို့လည်းပါကျဲကပြောလိုက်ပါသေးတယ်ဝူချန်းကလည်းအဲ့ဒါဆိုအဲဒီဝူခုံးကဗမာလဲလို့မေးလိုက်တာပါပါကျဲကဝူခုံးကဒီနီနာမှာပဲရှိတယ်သူ့ကိုလမ်းခေါ်တာနဲ့ရောက်လာလိမ့်မယ်လို့ထပ်ပြောလိုက်ပါလိဝူချန်းရောင်ဆောင်ဝူခုံးကဘလို့မှပြောမရပဲသူနဲ့လိုက်ရမယ်လို့ပဲပြောနေခဲ့တာပါပါကျဲကသူ့မှာငွေတုံးတွေရှိတယ်ယူမလားဆိုပြီးတော့လက်ထိုးပြန်ပါတယ် ။ဝူချန်ကဘာမှလဲလို့မေးတဲ့အခါပါကျဲကသူ့ရဲ့အတွင်းအိတ်ထဲမှာရှိတယ်လို့ပြောလိုက်ပါတယ်။ဝူချန်ကသူ့ဟာသူ့နှိုက်ယူလိုက်တဲ့အခါမှာပါကျဲပွက်ထားတဲ့ငွေတုပ်ကိုတွေးလိုက်ရပါတော့တယ်။အဲမှာဝူချန်ကမူလပုံစံမြောက်ပြင်းဆုံးခုံပုံစံပြန်ပြောင်းလိုက်ပြီးတော့အဲကောင်ဆရာတော်မသိအောင်ငွေတွေစုထားတယ်ဟာလားဆိုပြီးတော့စုလိုက်ပါတော့တယ်။ပါကျဲကတော့ဝူခုံးကသူ့မကယ်ပဲငွေတွေလာတောင်းနေတယ်လို့ပြောနေတော့တာပါ။ဝူခုံးကလည်းဟောင်မင်းကိုကယ်ဖို့ငါလာတာဆိုပြီးတော့ပြောပြနေပါတယ်။ပါကျဲကတော့သူ့ကိုဝူချမ်းအောင်ဆောင်ပြီးတော့လာချောက်တယ်လို့ဆိုဆွဲနေပါတော့တယ်။ ဦးခွန်ကလည်းကဲငိုမနေနဲ့လို့ပြောပြီးတော့ငိုနေငါမကယ်တော့ဘူးနော်လို့ပြောလိုက်တာပါ။ပါကျဲကတော့သူရမ်းနာနေရတော့မြ мян ကယ်ပေးဖို့ဦးခွန်ကိုတောင်းပန်နေပါ။ဦးခွန်ကပါကျဲမှာခြိထားတဲ့ဂျိုးတွေကိုသူ့ရဲ့အစွမ်းနဲ့ဖြီးပေးလိုက်ပါတယ်။အဲခါမှာပဲခြေသိမ်းမိစားနဲ့ဆင်မိစားရောက်လာပြီးတော့ဦးခွန်နဲ့ပါကျဲကိုခြိများတဲ့ဂျိုးနဲ့တုတ်လိုက်ပါတော့တယ်။တောင်းမင်းသမီးလေးထန်လူခံကတော့မောင်ငံမိတ်တန်လေးလာပို့မြောက်ကိုမစားမတော့ပဲနေနေခဲ့ပါလိမ့်။မကြာခင်မှာလုံရင်ကောင်ကရောက်လာပြီးတော့သူကိုယ်တိုင်အစာနဲ့ရေတွေကိုတိုက်ကျွေးပါတယ်။ထန်လူခံလည်းမစားတာကြောင့်လုံရင်ကောင်က သူကအစိတ်ခံပါဆိုလို့လားလို့မေးလိုက်တာပါလုံးဝင်ကောင်းသူကိုယ်တိုင်တောက်ပြပြီးတော့သူကထန်လူခံကိုတကယ်ပဲမြေတားစင်းနဲ့ချစ်နေတာဖေချောင်းကိုပြောလိုက်ပါတယ်မုံတိုင်းတက်ဖွဲရတော့ဝူခုံးတို့အဖွဲကိုအဝိစာအပြောင်းအလဲနဲ့ထုတ်ပိုးပြီးချက်စားမဲ့နေရာကိုခေါ်လာခဲ့ကြပါတော့တယ်မုံတိုင်းလေးကပါကျဲကိုအဲ့ဒီအကြံနှိမ့်မဲ့ဝက်ကိုအောက်ကခံပြီးတော့အနူးမြန်မဲ့မြောက်ကိုအပေါ်ကထားရမယ်လို့ပြောလိုက်ပါတယ်ပါကျဲကသူ့ကိုအောက်ကထားရင်သူ့အခောက်တရနူးကုန်မှာပေါ့လို့ပြောလိုက်ပါတယ် ဘူခေါတော့ပါကျဲကိုအပေါ်ကထားမှအနူးမြန်မှာပျောင်းရံပြောနေတဲ့ဟာကောင်လို့စာဦးချင်းကိုပြောနေခဲ့ပါတယ်။မုံတိုင်းတယောက်ကမုံတိုင်းကိုဘလို့ပြုတ်ရမလဲလို့မေးပါတယ်။မုံတိုင်းလေးကတော့ဘူခေါရဲ့စကားကိုနားထောင်မနေဘူးနဲ့ပါကျဲကိုအောက်မှာပဲထားပြီးတော့ပြုတ်ဖို့ပြောလိုက်တာပါ။မုံတိုင်းဖွဲ့ကပါကျဲကိုခေါ်ပြီးတော့ပေါင်းဦးတဲကိုအတင်းထဲကအဖုံဖုံအုံလိုက်ပြန်ပါတယ်။ဇာတော်ကတော့ပါကျဲကိုစိတ်ပူပြီးတော့လမ်းအော်နေရှာပါတယ်။မုံတိုင်းတပ်ဖွဲ့ကပါကျဲကိုပေါင်းဦးထဲထည့်ပြီးတော့အပေါ်ကနေစာဦးချင်းကိုထပ်ပြီးတော့ထည့်ပါတယ်။ အဲ့ချိန်မှာဝူခုံးကသူ့ရဲ့ကိုဘွားတယောက်ကိုဖမ်းဆင်းကကောင်းကင်ဘုံကိုတက်သွားလိုက်ပါလေမုံတိုင်းဖွဲကဝူခုံးနဲ့ထန်ဆန်းအောင်ထည့်ပြီးတော့မိကိုပြင်းစရက်ပြင်းအောင်ထပ်ပြီးတော့ထိုးထည့်နေကြတာပါဘာကျဲရလဲဆရာတော်ကိုရှီဖို့ဘာဆက်လုပ်ကြမလဲလို့မေးနေပါတော့တယ်အဲ့ချိန်မှာပဲဝူခုံးကိုဘွားကကောင်းကင်ကြီးကိုပြန်တန်းပြီးတော့ငကားမင်းစီကိုယောက်သွားခဲ့ပါလေအခမ်းအနားစီစဉ်တစ်ခုကိုပြုလုပ်နေနေဗဇတ်ထဲကငွေတွေထွက်ခါအစွမ်းပြနေငကားမင်းဝူခုံးကနောက်ကနေပုတ်ပြီးဘာလုပ်နေတာလဲလို့မေးလိုက်တာပါငကားမင်းကလည်းဝူခုံးကဘလို့ကနေဘလို့နဲ့ ဘာကိစ္စသူ့စီများရောက်လာတော့လို့မေးလိုက်ပါတယ်။ဝူခွန်ကလည်းဂူကြီးတောင်းချာရှိလို့ရောက်လာတာလို့ပြန်ပြီးတော့ဖြေလိုက်ပါတယ်။ဝူခွန်ကသူ့မှာအသေးစိတ်ပြောပြဖို့အချိန်မရှိတော့နဲ့။ချင်းသိမိစာဆင်မိစာနဲ့လင်းုံမိစာတို့ကဆရာတော်ကိုချက်ပြုတ်စားသောဆိုတော့မိဖို့တည်းထည့်ပြီးတော့မိမွေးနေကြပြီလို့ပြောလိုက်တာပါ။အဲတော့ငကားမင်းကလေအေးလေးတစ်ချက်လောက်မှုတ်ပြီးတော့ကာကွယ်ပေးသမ်းပါလို့ဝူခွန်ကပြောလိုက်ပါတယ်။ငကားမင်းကကဲဒါဆိုလဲโอเคโอเคမမြန်သွားကြဆိုလို့ပြောလိုက်တာပါ။အဲတော့ငကားမင်းတို့ညောင်ပါဆရာတော်ကိုပြုတ်ထားရာ။ မုံတိုင်းတို့ရဲ့မိဖို့ဆောင်စီကိုရောက်သွားကြပါတော့တယ်မိဖို့ကန်းစီကိုရောက်တဲ့ခါမှာငကားမင်းကပွက်ပွက်ဆူလာတဲ့ပေါင်းကိုအေးနေအောင်လေအေးလေးနဲ့မှုတ်ကပြောင်းလဲပြစ်လိုက်ပါတယ်ဘာကြဲကချက်ချင်းပြောင်းလဲသွားတဲ့အချိန်လေးကြောင့်ဆော့ဆော့ကပူနေရကနေဘာကြောင့်နှွေးသွားတာတော့လို့ဇာဟုချင်းကိုလှမ်းပေးလိုက်တာပါဇာဟုချင်းကတော့ပေါင်းအဖုံးကမလုံနာကြောင့်ဖြစ်မယ်လို့ပြောလိုက်ပါတယ်ဘာကြဲကတော့အေးနဲ့ကြဲအောင်ပေါင်းမလို့ထင်းတယ်လို့ပြောနေခဲ့တာပါပါကြဲဘာဖြစ်ဒီကနေတော့မသေးတော့ဘူးလို့ပြောပြီးရှီဖို့အစင်ပြေလားလို့လမ်းပြီးတော့မေးလိုက်ပါတယ် ဆရာတော်အေးနဲ့အိပ်ပျော်နေရတော့ဘာကျဲတို့ကခေါ်တန်းကိုမကြဘဲဖြစ်နေခဲ့ပါလေမုံတိုင်းလေးကတော့ပေါင်းအောင်နာကိုကတ်ပြီးတော့နားထောင်နေတဲ့အထဲမှာစကားပြောတဲ့နေကိုကြားနေရဆဲဖြစ်တာကြောင့်သူတို့ရဲ့မုံတိုင်းတွေကိုမိထထိုးကြဖို့ပြောနေခဲ့ပါလေအဲ့ချိန်မှာပဲထန်လူခန့်အခန်းကိုလုံးဝင်ကောင်းကပြန်ပြီးတော့ရောက်လာခဲ့ပါလေလုံးဝင်ကောင်းကဒီလိုတာတဲ့ညမျိုးကအရန်ကိုရှားတယ်ဆိုပြီးတော့မဏိတုံးကငှက်မကလေးတကောင်ပြောခဲ့သလိုမျိုးတောင်းပါလီထန်လူခန့်ကိုပြောလိုက်ပါလေလုံးဝင်ကောင်းကဒီလိုညမျိုးမှာသူ့ကိုလက်ခံလိုက်ရင်အမြဲထာဝရပြောစရာညတွေဖြစ်သွားနိုင်တယ်လို့ပြောလိုက်ပြီး လန်နဖတ်ကိုစံတန်းကဓာန်လူခံရှိအားဘက်ကိုပြေးသွားခဲ့ပါလေဓာန်လူခံလည်းတိုင်းကားတွေအများကြီးကြည့်ထားတဲ့သူတယောက်ဖြစ်တာကြောင့်သူမရဲ့ခန္ဓာကိုယ်လေးကိုတိတ်ငါရိပ်ပြီးတော့ရှောင်လိုက်ပါလုံဝင်ကောင်ကဂရင်မောင်မှောက်ရဲ့ကြာသွားတဲ့ခါဓာန်လူခံကပြောစရာတခုရှိတယ်လို့ပြောလိုက်ပါတယ်လုံဝင်ကောင်နောက်မှပြောတော့ပြောပြီးတော့အခုကအချိန်များတော့လို့ပြောကအတင်းကိုဝင်လုံးပါတော့တဲ့ဓာန်လူခံလည်းသူမလို့တော်ဝင်ဒေါင်းမျိုးနယ်မင်းသမီးတယောက်ကိုဒီလိုပတ်ပတ်ဆက်ဆက်လုံရဲတာလားလို့မေးလိုက်တာပါ နောက်တော့မှလုံရင်ကောင်းကသူ့ရဲ့ဆန္ဒကိုခဏမျိုးသိမ့်မျိုးချလိုက်ပြီးတော့ဒန်လူခံတဲ့စကားထိုင်ပြောပါ။ဒန်လူခံဘသူဘဝမှမသိရပါပဲ။သူကဘလို့လောက်ပြီးတော့လက်ခံမှလဲလို့လုံရင်ကောင်းကိုမေးလိုက်ပါလေ။လုံရင်ကောင်းက "तू ဟာအနောက်ရက်ကလာတဲ့ရွှေလင်းုံတကောင်ဖြစ်တယ်"လို့ပြောပြလိုက်ပါလေ။ဒါကြောင့်ငှက်မျိုးနွယ်ချင်းတူပြီးတော့ "तू ဟာဖះနဲ့လည်းအမျိုးတော်သေးတယ်"လို့ပြောလိုက်တာပါ။ဒန်လူခံဘာကြောင့်ဆရာတော်ထန်ဆန်းကိုစားဖို့လုံနေရလဲလို့မေးတဲ့အခါလုံရင်ကောင်းကဆရာတော်ထန်ဆန်းအရှိတ်ဘက်ကလာပြီးအနောက်ရက်ကိုသွားကကျန်းစာပေးမယ်ဘုံတော်ကြီးဖြစ်ကြောင်းကိုပြောပြလိုက်ပါလေ။ ကျန်းစာဆိုတာသူတို့နဲ့မထိုက်တန်တာကြောင့်ဖမ်းထားတာဖြစ်တယ်လို့ပြောလိုက်တာပါဖမ်းလူခံတော့ဘုံကြီးကိုစားဖို့တော့မဟုတ်တော့ပါဘူးနော်လုံရင်ကောင်းကိုမေးပါတယ်အဲ့ဒါမှလုံရင်ကောင်းကဆရာတော်ထန်ဆန်းဘွားပေါင်းများစွာပါရမီဖြည့်ကျင့်ပြီးခဲ့တာကြောင့်သူ့ရဲ့အသားကိုတဖယ်ကလေးစားမိတော့မှသာဝရရှင်သန်နဲ့အသက်ကိုရရှိမှာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်ဖမ်းလူခံအခုလဲအသက်ရှိနေလို့ရနေတာဖြစ်တဲ့အတွက်ထန်ဆန်းကိုမစားဘဲလှုပ်ပေးလိုက်ဖို့တောင်းဆိုနေပါတယ်လုံရင်ကောင်းကသူကလှုပ်ပေးလိုက်လေသူ့နောင်တော်နှစ်ပါးကစားပြစ်မှာပဲလို့ပြောလိုက်ပါတယ် မုံတိုင်းတို့တပ်ဖွဲ့ကတော့မိဖို့ဆောင်ထဲမှာဒီမိတွေကိုအထက်ထက်ထပ်ပြီးတော့တဲ့နေကြတာပါမကြခင်မှာပဲဝူခုံးကိုပါရောက်လာပြီးတော့မုံတိုင်းတပ်သားတွေကိုတတိမိအောင်လှုပ်လိုက်ပါတယ်ဝူခုံးကပေါင်းကိုဖွင့်ပြီးတော့ဆရာတော်ကိုကယ်ဆယ်နေသူကမုံတိုင်းတပ်သားတွေကိုချော့သိမ့်နေရတာကြောင့်နေငယ်နောက်ကျသွားတာဖြစ်တယ်ပြောလိုက်ပါတယ်ဝူခုံးကဆရာတော်နဲ့ပါကျဲတို့နှစ်ယောက်ကိုအများဆုံးကယ်ထုတ်လိုက်ပါတယ်ဒန်လူကန်ကတော့သူ့ကိုအတင်းဆွဲဖို့အစွဲတင်းနေတဲ့လုံးရင်ကောင်ကိုအစိမ့်ငွေနဲ့ပတ်ခါရက်တောင်နဲ့ခတ်ပစ်လိုက်ပါတယ်လုံးရင်ကောင်သတိလစ်ပြီးတော့ပတ်လက်ကြီးလမ်းကျသွားပါတော့တယ် မုံတိုင်းတပ်ဖွဲ့ရလူတွေအားဆရာတော်ထန်ဆန်းပျောက်သွားတာကြောင့်ထန်ဆန်းထွက်ပြေးပြီးဆိုပြီးတော့ပြားရာတွေခတ်ကုန်ကြပါပြီသူတို့မုံတိုင်းတပ်ဖွဲ့အားဆရာတော်ထန်ဆန်းတဲ့အဖွဲ့ကိုတညာလုံးရှာဖွေကြပါလေနောက်တနေ့မနက်မိုးလင်းမှာတော့ဝူခုံဦးဆောင်တဲ့အဖွဲ့ဟာအင်မတန်မှရှေးလျားတဲ့ရှင်တို့တောင်ကြောက်ကိုအမြန်ဆုံးနည်းနဲ့ကစုံပေါက်ကပြေးလွှာဖျက်သန်းနေခဲ့ကြပါလေပြေးလွှိုင်းနဲ့ပါကျဲကလဲကြသွားပါလေမြတ်ဝင်းနေညိုမဲနေပါကျဲကသူတညာလုံးပြေးလာတာကြောင့်တော်တော်လေးကိုပြားနေပြီလို့ပြောလိုက်တာပါဦးချင်းကလည်းตาခွေရိုင်ဖြစ်နေပြီးတော့ပါကျဲရဲ့စကားကိုထောက်ခံတာ ခဏတော့နားကြပါစို့လို့တောင်းဆိုလိုက်ပါတယ်။ဇာတော်ကတော့မြင်းကလေးအော်ရန်လဲအတော်မောနေဖြစ်တာကြောင့်ခဏနားဖို့ပြောပါတယ်။ဝူခွန်ကနားဖို့မသိသေးကြောင်းသတိထားမိပေမဲ့အားလုံးကလည်းမောပန်းနေဖြစ်တာကြောင့်အနားယူလိုက်ကြပါတယ်။အဲဒီချိန်မှာပဲလုံးဝင်ကောင်းကပြန်တန်းရောက်ရှိလာပြီးတော့ဘယ်ပြေးမလဲမြောင်းနေပါကျဲလို့မေးကလိုက်လံတိုက်ခိုက်ပါတော့တယ်။ဇုံခုံနဲ့လုံးဝင်ကောင်းကကောင်းကင်ပေါ်မှာလေတိုင်းနဲ့ပြန်ကတိုက်ခိုက်နေကြတာပါ။အဲ့ချိန်မှာပဲစေမိတ်စာနဲ့ခြေသိမ်းမိတ်စာတို့ကဘာကျဲတဲ့ဝူချင်းတို့စီအားစီကိုရောက်လာခဲ့ပြန်ပါတယ် ။ပါကျဲကလည်းသူ့ရဲ့ထွန်ကျင်းတဲ့ချင်းသိမိဆာကိုလိုက်လံတိုက်ခိုက်ပါတယ်။ဝူကျင်းကလည်းသူ့ရဲ့ခေါ်ပြားနဲ့စေမိဆာကိုလိုက်ထုနေပါတယ်။သူတို့လေးယောက်ဟာလည်းကောင်းငင်ကိုပြန်တက်သွားပြီးတော့ထိုးကျင်းနေကြတာပါ။ဇုံခုံကလည်းမကောင်းဆိုးဟာမိဆာကောင်းမပြေးနဲ့ဆိုပြီးတော့အဝေးကြီးရောက်တဲ့ထီကိုလိုက်လံပြီးတော့တိုက်ခိုက်နေပါတယ်။အဲ့ဒီမှာပဲလုံရင်ကောင်ကထက်ရောက်လာပြီးတော့ဆရာတော်အငွေ့နဲ့မုတ်ကဖမ်းခေါ်သွားပြန်ပါလေ။ဝူခွန်ကတော့ကောင်းကင်မုံထီရောက်သွားပြီးတော့ရှောက်တင်စရာရှိတဲ့အကြောင်းဘုရားရှင်ကိုသွားပြီးတော့ခွင်တောင်းလိုက်ပါလေ။ဘုရားရှင်ကခွင့်ပြုလိုက်တာကြောင့်ဝူခွန်က ဘုရားရှင်ရဲ့တရားတော်တွေကိုသူ့လက်ထဲဒီတိုင်းပေးလိုက်လဲရတာနဲ့ဆရာတော်ထန်ဆန်းကိုခီးချေကြီးထွက်ခိုင်းတော့ဆရာတော်ပေးမန်းနေပြီလို့သွားပြောနေခဲ့တာပါ။ဝူခုံးကအခုတော့မှသူမပါပဲရှင်တို့မျိုးကိုဖျက်လို့မရနိုင်ကြောင်ပြောလိုက်ပါတယ်။သူသာမပါခဲ့ရင်ဆရာတော်ကဘလူးစာဖြစ်ပြီးတော့အယိုးတော်ဆွေးနေတော့ပြီလို့ပြောလိုက်တာပါ။အဲဒီကိစ္စကိုရှင်းပြဖို့နဲ့ရှင်းမပြမချင်းကောင်းကင်ဘဝဆင်းမသွားနိုင်ဘူးဆိုပြီးတော့ပတ်လက်လန်ကရက်ကန်ရက်ကန်နဲ့ခလေးလိုစိုးနေခဲ့ပါတယ်။ဘုရားရှင်ရဲ့ဘေးကဘုံတော်ကြီးတွေကတော့ဝူခုံးကိုကြည့်ရင်လည်းကြီးနေကြပါတယ်။ ရည်ခဲပြုံးခဲလာတဲ့ဘုရားရှင်တော်မှပဲဟဲ့ပပတ်ရည်မောနေတာပါဘုရားရှင်ကသူ့ကိုချင်းချောင်းနေတာလားလို့ဝူခုံးကိုမေးလိုက်ပါတယ်ဝူခုံးကလည်းသူကချင်းချောင်းနေတာမဟုတ်ပါကြောင်းနဲ့အဲ့ဒီမိစ္ဆာတွေကဘုရားရဲ့မျိုးတွေဖြစ်နေတာကြောင်းသူအခုလိုလာပြီးတော့အကူညီတောင်းနေရတာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်ဘုရားရှင်ကအရင်တုန်းကဘုံတစ်ခုခွဲထားတဲ့အကြောင်းနဲ့အဲ့ဒီတုန်းကသားရဲတွေထဲမှာတော့လုံရင်ကောင်းဟာသားရဲငှက်တို့ရဲ့ဘရင်ဖြစ်ပြီးတော့ဖီနစ်ငှက်ကတော့သားရဲမဟုတ်တဲ့ငှက်တို့ရဲ့ဘရင်ဖြစ်ခဲ့တယ်လို့ပြောပြနေပါတယ်အရင်တုန်းကတော့ဒေါင်းဟာဖီနစ်ရဲ့အောက်မှာရှိမနေပဲ အသားစားငှက်တကောင်ဖြစ်ခဲ့တယ်လို့ပြောပြပါတယ်။နောက်တော့မှသာသူ့ရဲ့နှုတ်သီးကိုအသားစားလို့မရအောင်ပြင်ပေးလိုက်ရတယ်လို့ဘုရားကပြောပြပါတယ်။တောင်းဟာနှုတ်သီးမမာရီရှိစဉ်ကဘုရားရှင်ကိုယ်တော်မှပြဒနာလာရှာတတ်တာကြောင့်အစောပိုင်းမှာငရဲကိုပို့လိုက်ဖို့စီစဉ်ခဲ့ကြသေးကြောင်းနောက်မှသာဆွေမကင်းမျိုးမကင်းတောင်းကိုနှုတ်သီးလေးပဲဖြတ်ပြီးတော့တတ်တတ်လို့တရဝါဖြစ်အောင်စီစဉ်ခဲ့ရတာဖြစ်တယ်လို့ဘုရားရှင်ကရှင်းပြလိုက်ပါတယ်။တောင်းကိုလည်းဘုရားရှင်ရဲ့အမေနေရာမှာထားခဲ့လိုက်ရတယ်ပြောပြလိုက်တာပါ။ဇုံကုန်းကလည်း တောင်းကအမေဆိုရင်မိစာဘုရားရဲ့ဦးလေးဖြစ်နေပြီလို့ပြောလိုက်တာပါဒီလိုမှတော့ပြင်ဘုရားရှင်ရဲ့ဦးလေးကဆရာတော်ထန်ဆန်းအောင်စားတော့မှာဖြစ်တဲ့အတွက်ဆရာတော်ထန်ဆန်းအောင်အမြန်ကယ်တင်ပေးဖို့ ਨੇ မကယ်တင်ပေးဘူးဆိုရင်ကောင်းငင်ဘုံမှာပဲတစ်သလုံးနေတော့မှာတော့လို့ပြောလိုက်ပါတယ်ဘုရားရှင်ကတော့ကောင်းငင်ဘုံမှာဝူခုံးကိုကြိုက်တယ်လို့နေဖို့ခွင့်ပေးပြီးတော့သူကထန်ဆန်းကိုတော်ကိုပြန်ခေါ်ပေးပါမယ်လို့ဂရီပေးလိုက်ပါတယ်ဘုရားရှင်ကဝမ်ရှူးနဲ့ဘူးဆံကိုသူတို့ရဲ့ဇီးတော်ရင်တွေဖြစ်ကြတယ်ဇေမိစာနဲ့ချင်းသိမိစာကိုပြန်သွားခေါ်ခိုင်းလိုက်ပါတော့တယ် ဝမ်ရှူနဲ့ဘူဆန်ကတော့စေမိဆာနဲ့ချေသိမ့်မိဆာကိုပြန်လဲပြီးတော့တွားရောက်ခေါ်ဆောင်ခဲ့လိုက်ပါတယ်။လေယုံမိဆာတော့ကောင်းငင်မုံထီတက်သွားပြီးတော့ဘုရားရှင်ရဲ့တန်ဃာတော်တွေနဲ့တိုက်ခိုက်ပါတော့တယ်။တန်ဃာတော်တွေကလည်းခြေရန်လက်တန်အရှိကြီးတွေနဲ့လေယုံမိဆာကိုပြန်တိုက်ခိုက်ပါတယ်။တန်ဃာများကြီးကလေယုံမိဆာကိုခက်ခက်ခဲရင်ဆိုင်တိုက်ခိုက်နေရတာပါ။ဒါမဲ့လေယုံမိဆာကကုတ်ချီရလေးတခုတော့မှရှိမနေဘဲနဲ့ခုခံနိုင်နေခဲ့ပါတယ်။လေယုံမိဆာကတစ်ချက်ပြန်အစော်မှာတော့တန်ဃာတော်တွေကလွင့်စင်ထွက်သွားကြပါတယ်။ နောက်ဆုံးမှာတော့ဘုရားရှင်ကိုတော်တိုင်လင်းုံမိတ်ဆောင်ငှက်သွင်းပြောင်းလိုက်ပြီးတော့သူ့ရဲ့ပခုံးပေါ်မှာနားခိုစီလိုက်ပါတော့တယ်။ဇုံခုံတို့တောင်းကတော့မိတ်ဆာကြီးနောင်သုံးဖော်ရဲ့နန်းတော်ထဲမှာဇာတော်ကိုလိုက်လံရှာဖွေနေပါတယ်။အဲဒီချိန်မှာဒေါင်းမိန်မချောလေးထန်လူခံရောက်လာပြီးတော့ဇာတော်ကိုထဲ့ထားတဲ့တော့ခတ်ထားတဲ့ဗီဒီယိုကိုပြလိုက်ပါတယ်။ပါသေးကဇာတော်တို့အသက်ရှူကြပြီးသေတော့မှာပဲဆိုပြီးတော့ပြီးသွားတဲ့ချိန်မှာဝူခုံးကခတ်ထားတဲ့တော့ကိုလေနဲ့မုတ်ကလမ်းဖြုတ်လိုက်ပါတယ်။ပါသေးကလည်းအသက်ရှူကြပြီးတော့ပြော့ကမြုံနေတဲ့ဇာတော်ကိုကဲတင်နာဟာထန်လူခံဖြစ်ကြောင်းကိုပြောပြပါတယ်။ ဇာတော်ကဓန်လူခံကိုဂျေဇူးတင်ကြောင်းပြောလိုက်ပြီးတော့ဓန်လူခံလည်းသူ့အမားတွေကိုခွင့်လို့ပေးပါလို့ပြန်ပြီးတော့တောင်းပန်ပါတယ်။ဗာကျဲတို့သောင်းအောင်ကတော့ဓောင်းမင်းသမီးလေးဓန်လူခံကိုဝိုင်းကြည့်ကစပ်ဖြီးဖြီးစပ်ဖြဲဖြဲစပ်ဖြီးဖြဲတွေဖြစ်နေကြပါတော့တယ်။အန်နီရီအားလုံးကင်းသွားတဲ့ခါမှာတော့ဇာတော်ကလည်းအွန်ရန်ကိုစီးနေကလေးယောက်သားအေးဆေးဆေးခရီးဆက်ထွက်လာခဲ့ကြပါတယ်။ဗာကျဲတော့ဒုံဆန်တိုင်းသူကပင်လဲပင်မန်းဘိုင်လဲစာရေလဲငတ်နေတာကြောင့်ခနာလေးနှာဖို့ဆိုပြီးတော့တိုက်တွန်းနေပြန်ပါတယ်။ဝူခွန်ကတော့ရေစည်းတန်တစ်ခုကြားရတာကြောင့်အာတင်းရှောက်ဖို့ပါကျဲကိုပြောလိုက်ပါတယ်။ ဘာကျဲကသူတော့ဘာမှမကြားကြောင်းနဲ့သူ့ကိုလိန်ခေါ်နေတာကိုသိတယ်ဆိုတဲ့အကြောင်းဝူခုံးကိုပြန်ပတ်လိုက်တာပါဝူခုံးကတော့ဆရာတော်ကိုနားကောင်းတယ်ဆိုပြီးတော့သူတို့နှစ်ယောက်ကြားကိုဆွဲထည့်ပါလေရေနားကိုရောက်တဲ့အခါမှာတော့မြစ်တစ်ခုကိုတွေးလိုက်တာကြောင့်ဘာကျဲကရေခွက်ကိုယူပြီးတော့ရေမြန်သွားခတ်လိုက်ပါလေဘာကျဲကရေကိုခတ်လိုက်ပြန်သွန်လိုက်နဲ့လုံနေပါလေဝူခုံးကဘာကျဲကိုစိတ်မရှိတော့ကြောင်းခဲနဲ့လမ်းထူလိုက်ပါလေဘာကျဲရောက်လာတဲ့အခါဝူခုံးကခဲနဲ့ပေါက်တာကြောင့်ရေတွေနောက်သွားဆိုပြီးတော့ဆရာတော်ကိုပြလိုက်ပါလေဆရာတော်ကတော့မြစ်အပြင်ဟာစိမ့်ရင်လဲစိမ့် ်မဆိုင်ရင်ပြာနေရမယ်အခြေအနေမှာဘာအတွက်ကြောင့်အမဲအောင်တွေဖြစ်နေရတာလဲဆိုပြီးတော့ထူးဆန်းအံ့ဩနေတာပါဝူခွန်ကတော့သူနည်းနည်းသွားရှိုးကြည့်လိုက်အောင်မယ်လို့ဆရာတော်ကိုပြောပြီးတော့မြေကိုတစ်ပတ်ပတ်ပြီးတော့ရှိုးကြည့်လိုက်ပါလေဝူခွန်ကဆရာတော်စီပြန်အောင်လာတဲ့ခါမှာမြေဟာဆက်နှမိုင်ပတ်လေလောက်ကျဲပြီးတော့အနေအောင်ရေတွေကမြေပြင်တစ်ခုလုံးမှာပြည့်နေတဲ့အကြောင်းအနေအောင်ရဲ့မူလားဖြစ်ပေါ်လာတဲ့နေရာကိုတော့ရှာမတွေ့ခဲ့ရအောင်ဆရာတော်ကိုပြန်လာပြီးတော့ပြောပြပါလေပါကြရတော့ဘာဖြစ်အခုတော့ရေတောက်လို့မရတော့ဘူးပေါ့လို့ပြောနေခဲ့ပါလေဆရာတော်ကတော့ဘလို့ပဲဆိုဆိုတဖက်ကန်းကိုတော့ရောက်အောင်ကူးရမယ်လို့ပြောလိုက်ပါလေ စာအုပ်ချင်းကလည်းတိမ်မောကကူးသွားရရင်တော်ပါသေးတယ်ပါကျဲကိုပြောနေပါတယ်ဟူခွန်ကလည်းရောက်လာပြီးတော့ "तू ကရေထဲမှာသူမကြွမ်းကျင်ဘူးနော်"လို့ပြောနေခဲ့ပါတယ်အဲ့တော့ဆရာတော်ကိုထမ်းပြီးတော့ဘသူမြစ်ကိုဖြတ်မှာလဲလို့မေးလိုက်တာပါပါကျဲကဝူချင်းကိုလက်ညှိုးထိုးပြီးတော့စာအုပ်ချင်းကဗလာတောင့်တယ်လို့ပြောလိုက်ပါတယ်အဲ့ချိန်မှာပဲဆရာတော်ကပါကျဲကိုလမ်းခေါ်ပြီးမြစ်တစ်ဖက်ကန်းကိုရောက်အောင်ကူးပေးဖို့တော့သူ့ကိုထမ်းပေးနိုင်မလားလို့မေးလိုက်တာပါပါကျဲကထမ်းတာထမ်းနိုင်ပေမဲ့သူ့အတွက်ကြောင့်သူတော်စင်တယောက်ကမြစ်ရဲ့အနက်တွေပေဆုံးသွားမှာမလို့လားကြောင် မတော်စားပြုံးမကြဘူးလို့လည်းမပြောနိုင်ကြအောင်ပဲတော်ကီပြန်ဖုတ်နေတာပါဝူခွန်ကလည်းစာအုပ်ချင်းကတော့တည်ပေးမှလားလို့မေးတဲ့အခါစာအုပ်ချင်းကရေထဲကိုဆရာတော်ပြုတ်ကြမှာစိုးရင်လေလို့ပြောပါတယ်နောက်တော့ဆရာတော်ကစိတ်ကောက်ပြီးတော့ဇောင်းဆောင်နဲ့မြေထဲကိုဆင်းသွားပါတော့တယ်ဝူခွန်တို့တောင်းအောင်ကလည်းဆရာတော်ကိုအမြန်တားလိုက်ရပါတယ်ဆရာတော်ကတော့၃ယောက်လုံးမော်ဆွမ်းရှိနေရတဲ့မြေကလေးတစ်ခုကူးဖို့တောင်မှမကူညီပေးချင်မှတော့သူဟာသူပဲကူးသွားတော့မယ်လို့ပြောလိုက်တာပါဆရာတော်ကလည်းစိတ်အလွန်ကောက်တော်မူပြီးတော့မြေကိုအတင်းဖြတ်ကူးမယ်လို့ညညာကြဝူခွန်တို့တောင်းအောင်ကလည်းအတင်းပြန်ဆွဲနေတယ် ထုတ်စည်းလိုတန်းဆော့သလိုဖြစ်နေခဲ့ပါတယ်။အဲ့ချိန်မှာပဲလေတစည်းကဖေးဖေးချင်းနဲ့လော်ခတ်လာတာကိုဆရာတော်လှမ်းပြီးတော့တွေးလိုက်ရပါတယ်။ဇုံခုံကတော့သူ့ရဲ့မျက်စိနဲ့ကြည့်လိုက်တဲ့အခါလေကပျောက်သွားလိုက်ပေါ်လာလိုက်ဖြစ်နေတာကြောင့်မိစားလေမှန်းသိသွားခဲ့ပါတယ်။ဆရာတော်နဲ့ဝူချင်းတော့လေကိုအတင်းလန်းခေါ်နေရကြောင့်လေကကန်းနာကိုယောက်လာခဲ့ပါတယ်။လေရှင်ကအကုန်လုံးလိုက်ဖို့အတွက်သူ့ရဲ့လေကသေးလွန်းတယ်လို့ပြောလိုက်ပါတယ်။ဆရာတော်ကလည်းသူတယောက်နဲ့လိုက်မှာပါလို့ပြောပြီးတော့လေဘော်ကိုအတင်းတက်ပါတော့တယ်။ဝူခုံကတော့မြေကန်းစားတွေမှာအိမ်တွေမှာတွေ့ရပဲနဲ့လေကယောက်လာတာကြောင့် ဒါဟာမိษาလေးပဲဖြစ်ရမယ်လို့ပြောပြီးတော့ဆရာတော်ကိုတားလိုက်ပါလေလေရှင်ကတော့သူ့ကိုမိษาလို့ပြောရပါမလားဆိုပြီးတော့စိတ်ကောက်ကလေကိုကန်းနာနေပြန်ခွာပြစ်လိုက်ပါလေဆရာတော်ကတော့လေရှင်ကိုအတင်းတောင်းပန်ပြီးတော့လေဘော်ကိုတတ်နေတာကြောင့်ဝူခွန်ကပါကျဲကိုဆရာတော်တို့ကစောင့်ရှောက်ဖို့အဖို့ထဲပေးလိုက်ပါလေအဲမှာလေငယ်လေးကတွေးနေထွက်ခွာသွားပြီးတော့ကန်းနဲ့တော်တော်ဝေးဝေးကိုရောက်တဲ့အခါရေလိုင်းတစ်ခုကလေကိုဝါမြူသွားခဲ့ပြီးတော့ပါကျဲနဲ့ဆရာတော်လည်းပျောက်ချင်းမလားပျောက်ဆုံးသွားပါတော့လေဝူခွန်ကလည်းထောင်ချောက်ပါလို့ပြောသားပဲကွာလို့ဝူချင်းအားလို့လှမ်းပြီးတော့ပြောလိုက်တော့တာပါ နောက်တစ်ခါမှတော့ရေအောင်နန်းတော်တဏီယာမှာခေါင်းဆောင်ကောင်မလေးကိုသွားခေါ်ဖို့တပည့်ကိုပြောပါတယ်။ဝူခုံးနဲ့ဝူကျင်းတို့ကတော့ရေထဲကိုဆေးပြီးတော့ဆရာတော်နဲ့ပါကျဲကိုရှာဖို့ကြိုးစားနေပါတယ်။ဝူခုံးကရေမှာမကျွမ်းတာကြောင့်ဝူကျင်းကပဲရေထဲကိုငုံချိုးရှာဖွေးဖို့ခုံဆင်းသွားပါတော့တယ်။ရေထဲမှာတော့ခေါင်းဆောင်ခေါ်လွတ်လိုက်တဲ့မိန်းကလေးကမကိုရီယိုနဲ့ရောက်လာခဲ့ပါတယ်။ခေါင်းဆောင်ကမိန်းကလေးကိုအချောလေးလို့ခေါ်ပြီးတော့လက်ကိုအတင်းဆွဲပါတယ်။အချောလေးကယုံဖဲပါတယ်။ခေါင်းဆောင်လည်းလက်ဆောင်တစ်ခုပြစရာရှိကြောင်းနဲ့အဲဒီလက်ဆောင်ကိုရရင်အကင်ခံကျင်သွားစေမယ်လို့အချောလေးကိုပြောလိုက်တာပါ။ အဲဒီချိန်မှာဆရာတော်ထန်ဆန်းနဲ့ပါကျဲတို့ကရေမော်တွေနဲ့တုံထောင်ခန်းထားပြီးဝူခုံရဲ့စကားကိုနားမထောင်ခဲ့မှုတွေနောင်တတွေရနေကြပါလေ။မကြာခင်မှာပဲဝူချင်းကရောက်လာပြီးတော့ရေနန်းတော်အဆောင်ကိုတိုက်ခိုက်လိုက်ရင်းနဲ့ပဲဒီပိုင်းနေရာဒီနေရာမှာကိတာကနာပြီးဆုံးသွားပါလေခင်ဗျာ။ဟုတ်ကဲ့ပါဒီနေ့ရက်ဒီဆက်မှုကတော့ဒီလောက်ပါပဲ ဝူခုံးအပြန်ခီးလို့ပဲပြောရမလားပေါ့နောက်ဆက်တွဲထွက်ထားတဲ့အပိုင်းကတော့ဖြည်းတင်ဆိုင်နဲ့ထောက်ဝက်လောက်တော့ရောက်လာပြီပေါ့နော်အဲ့တော့နောက်နေ့မှလည်းပိုင်းဆက်တွေဆက်ပြီးတော့တပိုင်းချင်းတင်ဆက်ပေးမှာဖြစ်တဲ့အတွက် channel subscribe လုပ်ပေးနာခေါင်းလောက်နှိပ်ပြီးတော့စောင့်ကြည့်နိုင်ကြောင်းပါအဲ့တော့ဒီမှာအစားကနေအဆုံးထိလိုက်ပါကြည့်ရှုအားပေးခဲ့တဲ့အချိန်ပေးခဲ့ကြတဲ့မြောက်ချစ်သူပေါင်းသူတော်ကောင်းတို့တယောက်ချင်းဒီတိုင်းကျေးဇူးတို့ပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မူပါ